တစ်ခုလက်မိမတယောက်ကအိမ်တော်ဝဲသွားပြီဆိုရင်တစ်ခုလက်ဆိုတဲ့နာမည်နဲ့လူအတော်များများကအထင်သေးအမည်လေးနဲ့ဆက်ဆံနေကြတာကျွန်တော်တို့မြန်မာနိုင်ငံမှာရှိမယ်ထင်ပါတယ်အဲ့ဒီထဲမှာအများစုကမိမတွေဖြစ်တယ်မိမတယောက်အိမ်တော်ဝဲသွားပြီဆိုရင်အဲ့ဒီမိမကအံမှုမဲ့သွားပြီဆိုတဲ့အတွေးတိမ်တိမ်နဲ့တွေးတတ်ကြတယ်။အဲ့ဒီလိုလူတွေရဲ့ဦးနောက်ဖြစ်မှာနိုင်ပိုင်းဆိုင်ရာအတွေးမျိုးပဲရှိနေလို့ပါ။ပြောရရင်တုတ်ဖို့နဲ့ထင်တတ်ဆောင်နေတဲ့လူစားမျိုးတွေပေါ့ ယောက်ျားတယောက်ရဲ့လိန်တဲ့မိမအင်္ကာတဲ့ထဲလိုက်လို့အဲ့ဒီမိမအံဘူးကြကြီးဆိုရင်အပြိုလို့လမ်းမီခံယူထားပြီးအဲကိုကန်းနဲ့မတိမတအဝင်ထွက်လုပ်နေကြတယ်အမိကအပြိုတွေကိုဘယ်လိုပြောရမလဲအခုလက်ဆိုတဲ့မိမတွေဟာအယဝင်းအိမ်တော်တစ်ခုကိုပြီးဆောက်ခဲ့ပြီးမိမတယောက်ရဲ့ပြီးခံနိုင်မှုတွေခိမ့်ဆုံးသွားလို့သာအခုလက်ဆိုတဲ့နမ်မီကိုမလိုချင်တဲ့သူတို့ယူခဲ့ကြရတာပါဘယ်မိမကမှအခုလက်ဆိုတဲ့နမ်မီကိုလွယ်လွယ်နဲ့မြူကြသလိုဘယ်မိမကမှလည်းဒီနမ်မီကိုမလိုချင်ကြပါဘူး တခုလည်းမိမတယောက်ဖြစ်တိုင်းအထင်သေးဖို့စိတ်ကူးရှိမှဆိုရင်အရင်ဆုံးကိုကိုကိုပြန်ကြည့်ပါငါရောဘယ်လောက်များတန့်လဲငါရောသူ့လူတခုလည်းဖြစ်မလာနိုင်ဘူးလားကံ့ညမဆိုတာရင်ရတဲ့အရာမဟုတ်လို့အထင်သေးမစောပါနဲ့ငါသာသူ့လူတခုလည်းဘဝကိုရောက်ခဲ့ရင်ငါသူ့လူရောရက်တည်နိုင်မလားဆိုတဲ့အပေမျိုးသွေးတင်ပါလေလောကရန်ကိုအန်တုလောကကြီးကိုဒူးမထောက်အရှုံးမပေးတဲ့စင်ကယ်မုန်းဆိုတဲ့တခုလည်းမိမသားတွေဟာနေရှိမိမတွေထပ်ပို့ပြီးလောကကြီးကိုရင်ဆိုင်ရတဲ့တက်တီတွေရှိကြတယ် တချို့တော့မိမတွေတချို့တော့ရုပ်ကြားတွေကတခုလည်းမိမတယောက်လောက်မှာအရေးချင်းမရှိပဲမရက်တည်နိုင်ပဲသူများကိုအထင်သေးခြင်းစိမ့်နေသူတို့လက်ရှိဘဝကိုတော့နေနေတတ်ကြတယ်တခုလည်းမိမတယောက်ကလူမျိုးကောင်းလေးတယောက်ကိုချစ်ခင်ဆုံးမခွင့်မရှိရဘူးလားတခုလည်းရုပ်ကြားတယောက်ကအပြုတ်မိန်းကလေးတယောက်ကိုချစ်ခင်ဆုံးမပြီးလက်ထက်တဲ့ဆိုရင်သူတို့ကဖူးစာပါလို့ကံကောင်းလို့တည်းပြောကြတယ်ဒီမိန်းကလေးနဲ့ကတော့ကံကောင်းမှာပါစသဖြင့်အပေါင်းလက္ခဏာနဲ့ပြောတတ်ကြတယ်အချင်းနဲ့ဖူးစာဆိုတာဖူးစမ်းနဲ့ဆိုတာတော့ပါလိုက်သေးတယ် တကူးလည်းမိမတယောက်ကလူပြိုကောင်လေးတယောက်ကိုလက်ထပ်မယ်ဆိုရင်သူ့အတော်များများကအခေါင်းရှုပ်ဝေဖန်အပြစ်တင်ကြတယ်။အဲ့ဒီထဲမှာမိမချင်းတွေကပုံများတယ်။အားကြောင့်လဲအားအတော့လဲတကူးလည်းဖြစ်သွားတဲ့မိမတယောက်ကသူ့ဘဝကိုအစ်စ်ကပြန်ဆောက်ဝင်မရှိရဘူးလား။တကူးလည်းဖြစ်သွားတဲ့မိမတယောက်ကသူ့ဘဝကိုသူ့ပြန်ဒီဆောက်ဝင်မရှိရဘူးလား။တကူးလည်းမိမတယောက်ကတကူးလည်းရုပ်ကြောက်ကိုပဲလက်ထပ်ရမယ်တဲ့လား။တကူးလည်းမိမတယောက်ကအိမ်တော်ဝင်ရုပ်ကြောက်ကိုပဲရွေးချယ်ခွင့်ရှိရမယ်တဲ့လား။ အခုလည်းမိမတယောက်မှာသူ့ရဲ့ကိုယ်ပိုင်ရွေးချယ်ခွင့်တွေရောမရှိရတော့ဘူးလားအခုလည်းမိမတယောက်နဲ့အခုလည်းရုပ်ကြတယောက်ကဘာများကွာခြားမှုရှိလဲအဖိုးအမခွဲခြားဆက်ဆံခြင်းတမျိုးလားအဖိုးအမခွဲခြားဆက်ဆံတာကိုကြတော့မလို့ခြင်းမှုဆိုပြီးထိုင်အော်နေကြတဲ့မိမအတော်တော်များများကပဲသူတို့ကိုယ်တိုင်ခွဲခြားဆက်ဆံနေကြတာသူတို့ကိုသူတို့အတိပြုမိမယ်မထင်ဘူးဒါကလေသူတို့ကိုယ်တိုင်ကခွဲခြားဆက်ဆံခံရပြီးကြီးရင်းလာတဲ့ပန်းဝန်းကြီးအတိုင်းဝိုင်းမှာဒေသကြသွားလို့အကျင့်ပါသွားတယ်ပဲထင်ပါတယ်အိမ်တောင်တစ်ခါကွဲရုံနဲ့ ိမသားတွေကဘဝကိုအရှုံးပေးလဲရတော့မှာလားအိမ်တော်တစ်ခါကိုယ်ရုံနဲ့လူပေါင်းလူအတိုင်းဝိုင်းနေမိမသားတွေဝင်မဆက်ရတော့ဘူးလားတကယ်တဲ့အထင်သေးရမှာနှာခေါင်းရှုံရမှာကအိမ်တော်တဲ့ဘဝမှာအိမ်တော်ရေးဖောက်ပြန်တဲ့သူမျိုးဖြစ်ပြီးအိမ်တော်တယ်မဲ့တည်တည်နဲ့သူများလည်းသူများမရဘူးကြာခူတဲ့မိမတွေရုပ်ကြားတွေပဲဂျုံစရာကောင်းတာပါသူများလည်းမသိသည်နဲ့ကြာကူလီလို့ပြီးအိမ်ဒီတစ်ခွဲသားနဲ့ဥတော်စင်အောင်ဆောင်နေတဲ့မိမာတွေထက်စာရင်အပြိုအမိခံပြီး တဲကိုခံတက်နေတဲ့မိမာတွေထက်စာရင်တစ်ခုလက်ဆိုတဲ့မိမာတွေကမှပုံလေးစားအံမိုးထားစရာကောင်းပါလေဥက္ကရာမိမာနဲ့တဲကိုခံတက်ခိုးစားပြီးလူပြိုဟန်ဆောင်နေတဲ့ကောင်တွေထက်တစ်ခုလက်ရုပ်ကြားတွေကပုံလေးစားစရာကောင်းပါလေတစ်ခုလက်ဖြစ်တိုင်းပိငယ်နေစရာမလိုအပ်တယ်လို့ဘူးတော့မတော်ဝင်စရာလဲညိုမယ်မထင်ဘူးတစ်ခုလက်မိမာတယောက်လဲလူပြိုကောင်လေးတယောက်နဲ့ထိုက်တယ်ပါလေတစ်ခုလက်ရုပ်ကြားတယောက်ကလည်းအပြိုမိန်းကလေးတယောက်နဲ့ထိုက်တယ်ပါလေလူတယောက်ရဲ့တန်ဖိုးဆိုတာပြိုတာအူတာနဲ့မသက်ဆိုင်ပါဘူး တကယ်တော့တိတ်ခါရှိရှိနဲ့ကိုဘဝကူတန်မိုးထားပြီးလောကကြီးကိုအရှုံးမပေးပဲစိုးစားရုန်းကန်နေကြတဲ့လူတိုင်းကတန်မိုးရှိပါလေဟုတ်ကဲ့ပါခင်ဗျာအခုလိုဗီဒီယိုလေးတွေကိုအပတ်စဉ်နေ့စဉ်တင်ဆက်ပေးနေမှာမို့ကျွန်တော်တို့ရန်ဒေဘောကပေးလေးကိုလည်း like and follow လုပ်ထားနိုင်ပါတယ်ခင်ဗျာအားလုံးမေကျေးဇူးများတင်ရှိပါတယ်ခင်ဗျာ